ဟုတ်ဒီနေ့တော့ EPORAS ခန်းချင်းလာဖြစ်ပါတယ် EPORAS ခန်းချင်းငါအငယ်တက်မှ74ထို့သို့တင်တို့ဒီဖျားသခင်ချက်သားဖြစ်ကြသည်နှင့်ညီဖျားသခင်ကြင့်တော်မူသည့်ဤသူကြင့်ကြလော ခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအားဖြင့်ဖျားသခင်ရှေ့တော်၌မွေးကြိမ်သောအနံ့ရှိစေခြင်းငှာကိုကိုကိုဆက်ကပ်၍ရစ်ပူဇော်လျက် ငါတို့အတွက်စွန့်နှုံမှုသည်နီးတူတင်တို့သည်မေတ္တာတရား၌ကျင်လည်ကြလော မတရားသော မေထုံ၌မိဝဲခြင်းအမျိုးမျိုးသောကိလေသာညှိညူးခြင်းလောဘလွန်ကျူးခြင်းအမှုတို့ကိုတန်ရှင်းသူတို့သည်ရှောင်တင့်သည့်အတိုင်းစကားဖြင့်မျှမဆက်ဆံကြနှင့်မတော်မလျော်သောညှိညူးပြက်ပြယ်ပြက်ရည်သော စကားများကိုလည်းပယ်၍ယေရှုတော်ချီးမွမ်းခြင်းစကားကို သုံးကြလော မတရားသောမေထုံ၌မိဝဲသောသူ ညဉ်ညူးစွာပြုသောသူ ရုတ်တုကို ကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကြီးသောသူတစုံတယောက်မျှခရစ်တော်နှင့်ဘုရားသခင်နိုင်ငံ၌အမွေမခံရသည်ကို သင်တို့သိကြ၏လျက်ပေါ်သော စကားဖြင့်အဘယ်သူမျှသင်တို့ကိုမလှည့်ပြားစေနှင့် ထိုအမှုကြောင့်ဘုရားသခင်အမျက်တော်သည်ငင်းဆန်တတ်သောသူတို့အပေါ်သို့တင့်ရောက်ပေ၏ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍မကျင့်ကြနှင့် အထက်ကာလ၌တင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏ယခုမူကားတခင်ဖျား၌အလင်းဖြစ်ကြ၏တို့ဖြစ်ပြီးအလင်း၏သားကဲ့သို့ကျင့်နေကြလော အလင်းတော်၏အကျိုးမူကားအလုံးစုံသောကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းဖြစ်သည်တခင်ဖျားနှစ်သက်တော်မူသော အရာသည်အဘေယာဖြစ်သည်ကိုသင်ကြလောအကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့်မဆက်ဆံသည်သာမက ထိုအမှုတို့၏အပြစ်ကို ပြကြလော အကြောင်းမူကားသူတို့သည်စိတ်ကြွေရာ၌ပြုသော အမှုအရာတို့ကို စကားပြောကားပြ၌ညှဉ်းညူးခြင်းပါသည်အပြစ်ထင်ရှားသော အရာရှိသည်များတို့သည် အလင်းဖြင့်ထင်ရှားကြ၏ထင်ရှားစေတတ်သော အရာရှိသည်များသည်လည်းအလင်းဖြစ်၏ထို့ကြောင့်အိပ်ပျော်သောသူနိုးလောတည်ခြင်းမှထမြောက်လောတို့ပြုလင်ခရစ်တော်သည်အလင်းကိုတင့်အားပေးတော်မူပြီဟုဆိုသည်အငယ်၅မှ၂၀ ထိုကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စိစိမြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလောယခုနေ့ရဲ့ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထိုကြောင့်တတိမရှိသောသူမဖြစ်ခင်ပြားဤအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူ ဖြစ်ကြလောလွန်ကျူးစေတတ်သော စပြည့်နှင့်ရစ်မှုခြင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလောဆာလံတီခြင်းမှစသော ဓမ္မတီချင်းအမျိုးမျိုးတို့ကိုအချင်းချင်း ပြောဆိုဖတ်ရွေ့၍နုညွတ်သောစိတ်နှလုံးနှင့်တခင်ဖျားရှိတော်၌ကျူးအေး၍တီချင်းဆိုကြလော့ခတ်သိမ်းသောအရာတို့၌ဂျေစုတော်ကြီးလာပါ၏ဟုငါတို့တခင်ယေရှုခရစ်နာမတော်ကိုထောက်၍ခမည်းတော်ဖျားသခင်ရှိကာလအစဉ်မပြတ်ဝန်ခံကြလော့အငယ်၂၁မှ၃၃ခရစ်တော်ကိုခံညာသောအဖြစ်အချင်းချင်းတယောက်အောက်တယောက် ကိုကိုနှိမ်ချလျ်နေကြလောအချင်းမိမတို့တခင်ဖျားဤအုပ်ဆိုးတော်မူခြင်းကို ဝန်ခံတကယ်သို့ကိုခင်မူ၏အုပ်ဆိုးခြင်းကို ဝန်ခံကြလော အကြောင်းမူကားခရစ်တော်သည် အသင်းတော်ဤအပေါ်မှာကောင်းဖြစ်တော်မူတကယ်သို့ယောက်ျားသည်မိမိခင်မူ၏အပေါ်မှာကောင်းဖြစ်၏ခရစ်တော်သည်လည်းမိမိကိုယ်ကိုကယ်တင်တော်သူ ဖြစ်တော်မူ၏အသင်းတော်သည် ခရစ်တော်ဤအုပ်ဆိုးတော်မူခြင်းကို ဝန်ခံတကယ်သို့မိမတို့လည်းကိုခင်မူ၏အုပ်ဆိုးခြင်းကိုအရာရာ၌ ဝန်ခံရကြမည်အချင်းယောက်ျားတို့ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူတကယ်သို့တင်တို့လည်းကိုခင်မုန်းကိုချစ်ကြလော့ထိုအသင်းတော်သည်တန်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်းအရေးတွန့်ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်အထရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည်မိမိအားဆက်တန့်အံ့သောငါနှုတ်ကပတ်တော်ရေ၌စေချောခြင်းအဖြစ်စင်ကြယ်တန်ရှင်းစေမိအကြောင်းထိုအသင်းတော်အဖို့လို့ငါ ကိုကိုကိုစွန့်တော်မူ၏ထိုနည်းတူယောက်ျားတို့သည်မိမိကိုကိုချစ်တဲ့ကဲ့သို့မိမိခင်မွန်းတို့ကိုချစ်ရကြမည်ခင်မွန်းကိုချစ်တော်သူသည်ကိုကိုချစ်တော်သူဖြစ်၏ကိုအသားကိုမုံတော်သူတယောက်မျှမရှိခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူတဲ့ကဲ့သို့ခတ်သိမ်းတော်သူတို့သည်မိမိတို့အသားကိုကျွေးမွေးပြုစုတတ်ကြ၏အကယ်စင်စစ်ငါတို့သည်သခင်ဖျား၏အသားတော်အယိုးတော်တို့အဝင်ဖြစ်၍ ကိုရောမြတ်၏အင်္ဂါဖြစ်ကြ၏ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုမိဘကိုဆွံ့၍ကိုခင်မွန်း၌မိဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တသားတကူကြီးဖြစ်ရလိမ့်မည်ဤအရာသည် အလွန်နက်နဲသောအရာဖြစ်ပေ၏ထိုတို့ငါဆိုသောခရစ်တော်နှင့်အသင်းတော်ကိုရည်မှတ်၍ဆိုသည်တည်းတို့ရတွင်သင်တို့သည်အတီးတီးကိုကိုကိုချစ်တဲ့ကဲ့သို့ကိုခင်မွန်းကိုချစ်ကြလော့မိမသည်လည်းကိုခင်မွန်းကိုယူသေးခြင်းရှိကြလော့ Amen. we do want to do